တင်နေတင်ပေးမဲ့စကလုံး၅လုံးကလည်းအတုံးများပါရဲ့ပေါ့နော်ဒီကိုယ့်ရဲ့အမြင်ကိုဖော်ပြတဲ့နေရာတမမောခန်းစားချက်နဲ့ပတ်သက်တဲ့စကလုံးလေးတွေဖြစ်ပါတယ်ပထမတလုံးကိုကြည့်လိုက်ရအောင်နော်ပထမတလုံးကကျွန်တော်တို့ဒီတဘောတူတာကိုထိုင်လို့ဘယ်လိုပြောလဲပေါ့နော်တဘောတူတယ်ကိုထိုင်လို့ hindu way လို့တောင်းတယ် hindu way hindu way ဥပမာအားဖြင့်တင်ရဲ့ဆုံးဖြတ်ချက်အပေါ်တင်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တဘောတူတယ်လို့ပြောမယ်ဆိုရင်ผม hindu way กับ การตัดสินใจของคุณอ่าเรื่องนี้บอกเนาะ ผมจะนอกาเห็นด้วยกับตบอตูเดปากตบอตูดาเลยสุดอ่ะการตัดสินใจของคนติแยสงเพียเชอะปอครับพี่เนาะ ผมเห็นด้วยกับการตัดสินใจของคนติแยสงเพียเชอะปอจนอเท่าคันเนจนอเท่าคันเนสุดะปงสันบอเนาะนาตะคูจิเมนาตะลงกาปาเลยสุดอ่ะที ကိုယ့်ရဲ့အမြင်ကိုဖော်ပြတာကိုယ့်ရဲ့သုံးသပ်ချက်ကိုဖော်ပြတာကိုထိုင်လို့แสดงความคิดเห็นလို့တောင်းတယ်เนาะแสดงความคิดเห็นความคิดเห็นဆိုတာကအမြင်ကိုယ့်ရဲ့အမြင်ပေါ့เนาะဒီ opinion ကိုပြောတာแสดงဆိုတာကဖော်ပြတာเนาะแสดงความคิดเห็นဆိုတာကကိုယ့်ရဲ့အမြင်ကိုဖော်ပြတာကိုယ့်ရဲ့သုံးသပ်ချက်ကိုဖော်ပြတာပေါ့เนาะဥပမာစာကြောင်းနဲ့ဆိုရင် เวลาประชุมทุกคนควรแสดงความคิดเห็นของตัวเองยังไงเนาะ เวลาประชุมสุดากาติอซีเวลเราแต่เฉยมาเดลูตายกากูเยอเมียกูเยต้องแต่เช็กกูพอบยาติเนเท่าพอติเนบ่เนาะ เวลาประชุม ุกคนรู้ได้กาควรเราตินเนสแสดงความคิดเห็นของตัวเองเนาะกูอยากอัมยิงโกเท่าพอตินเน่กูอยากอัมยิงโกติเต็มยาตินเน่บ่เนาะจำจอมเอเวลาประชุมทุกคนควรแสดงความคิดเห็นของตัวเอง ရမယ်နော်တတိယတလုံးကိုကြည့်မယ်တတိယတလုံးကဒီမကျေနပ်တာပေါ့နော်တယောက်ယောက်အပေါ်မကျေနပ်တာတစ်ခုခုအပေါ်မကျေနပ်တာကိုထိုင်လို့မိုက်ပေါ်ใจလို့တုံးနေနော်မိုက်ပေါ်ใจပေါ်ใจဆိုတာကကျေနပ်တယ်မိုက်ပေါ်ใจဆိုတာကမကျေနပ်ဘူးဟုတ်ပြီနော်ဥပမာစာကြောင်းနဲ့ကြည့်ရအောင် ตင်ยัน့ลှาပ်ဆောင်ချက်ကိုသူမကบေနပ်ဘူးလို့ပြောเขาไม่พอใจกับสิ่งที่คนทำเนาะเขาตูก้าไม่พอใจสุดาการไม่เจนนับบูกับสุดาการเนี่ยเปอะอปอเลสุดาตะบอวะเนาะ เขาไม่พอใจกับตูก้าตีไม่เจนนับบูเปอะอปอเลสุดาสิ่งที่คุณทําตินแยลุเยอปอตูก็ไม่เจนนับบูสุดาตะบอวะเนาะเขาไม่พอใจกับสิ่งที่คนทำ ဟုတ်ပြီနော်နှစ်တလုံးကဒီမျောလင့်တာပေါ့နော်မျောလင့်တဲ့တလုံးသေးဆိုရင်တော့ဝမ်လို့တုံးလို့ရရနော်ဝမ်ဝမ်ဒီနေရာမှာဝမ်ဝါဆိုတဲ့စကားလုံးကိုတင်ပေးခြင်းနဲ့ပေါ့နော်ဝမ်ဝါဆိုတာကဒီမျောလင့်ပါတယ်မျောလင့်တာကဆိုတဲ့ပုံစံနော်ဥပမာအားဖြင့်သူမနေ့ပြန်အလုတ်လာလုံမယ်လို့ကျွန်တော်မျောလင့်ပါတယ်ဆိုတဲ့ပုံစံပေါ့နော်ผมหวังว่าพรุ่งนี้เขาจะมาทำงานเนาะ ผมจะเนาะหวังว่าเมียวเล่นเนี่ยปากูเมียวเล่นได้เลยสุดพรุ่งนี้มันจะเปลี่ยนใจ เขาตูกะจะมาทํางานอะไรล่ะเราแม่เนาะตีเนี่ยมาหวังว่าสุดก็ติสกัดเส้นหรือมีพี่ในดาบเนาะ ผมหวังว่าจะน้อมยอลินเนสุดากาตะตะเนาะผมจะน้อมยอลินเนปากมยอลินน่ะเลยสุดอมันเนี่ยเพียงตูอโลลาลงเมสุดแล้วสาจังตะคูลงกูเซตฮาล่ะปะเนาะ พรุ่งนี้เขาจะมาทํางานมันเนี่ยเพียงตูอโลลาลงเม ผมหวังว่าพรุ่งนี้เขาจะมาทํางานมันเนี่ยเพียงตูอโลลาลงเมโลจะน้อมยอลินเนยามเนาะเลลงปีตัวบีนอกซองตะลงจีอ่ะเอานอกซองตะลงก็จะรอดี တန်တရားဝင်တာเนาะတမမဟုတ်ဒီတိချင်တာကိုလည်းအတုံးပြုတ်လို့ရတယ်ပေါ့เนาะဒီစကလုံးကတန်တရားဝင်တာတိချင်တာအဲ့လိုမျိုးကိုကြတော့စုံဆိုင်လို့တုံးလို့ရတယ်เนาะစုံဆိုင်စုံဆိုင်เนาะအတိကအချင်းဥပမာပေါ့เนาะပက်ဆန်ပြောက်သွားတယ်ပေါ့เนาะကျွန်တော်ကသူ့ကိုတန်တရားဝင်တယ်လို့ပြောမယ်ဆိုရင်ผมสงสัยเขา ရမယ်နော်ဖုံကျွန်တော်ကစုံဆိုင်စွာတန်တရားဝင်တဲ့ခေါတူကိုဖုံစုံဆိုင်ခေါကျွန်တော်တူကိုတန်တရားဝင်တဲ့အဲ့လိုနေရာမှာလည်းတုံလို့ရတယ်ပြီးတော့နောက်တစ်ခုကဒီတီချင်တယ်နော်မတေချဘူးအဲ့လိုမျိုးနေရာမှာလည်းတုံလို့ရတယ်ဥပမာအားဖြင့်ဖုံစုံဆိုင်ကဖုံကြီးခေါကြမှာทํางานမိုင်းမနေ့ဖြန်သူအလုပ်လာလို့မလာလို့ကျွန်တော်ဒီမတင်ကဖြစ်တယ်အဲ့လိုမျိုးပုံစံပေါ့နော်မနေ့ဖြန်သူအလုပ်လာလို့မလာလို့ကျွန်တော်တီချင်မိတယ်အဲ့လိုမျိုးလည်းစီလျော်အောင်ပါတာပြန်လို့ရတယ် เုา်ပြီနော်ဒါဆိုရင်ဒီလေးငါလုံးပြန်ပြောကြည့်ရအောင်ပထမတလုံးဟင်ด้วยตุติยาตုံးแสดงความคิดเห็นยังไงเนาะ แสดงความคิดเห็นความมาระษาไปมั้ยตัวตัวคู่ก็ไม่พอใจ ไม่พอใจที่มันนะลงสะลงตรงนงยาได้พอใจสุดาการจีเจนน่ะดาเนาะ ไม่พอใจสุดาการมาเจนน่ะปู ညမယ်နော်နောက်တစ်ခုကကြတော့ဝမ်မျောလင်းနဲ့ဝမ်ဝါမျောလင်းတာကစကဆက်လိုမျိုးပုံစံပေါ့နော်နောက်နောက်ဆုံးတစ်လုံးကကြတော့စုံဆိုင်စုံဆိုင်တန်တရားဝင်တဲ့မတင်ကာဖြစ်တဲ့အဲ့လိုမျိုးပုံစံစုံဆိုင်စုံဆိုင် ဟုတ်ပြီနော်ဒီငါးလုံးကအတုံးဝင်မယ်လို့ထင်ပါတယ်နော်ရအောင်လဲလိုက်ချက်သွားပြပါနော်ပြီးခဲ့တဲ့စကလုံးလေးတွေလည်းအမြဲတမ်းပြန်နေပါနော်အကယ်၍ထိုက်စာထိုက်စကားကိုအခြေခံကနေစပြီးမှတက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီလကုံတရက်နေ့တင်တန်းပြန်စားဖို့ရှိပါတယ်နော် Facebook Messenger ကိုဆက်သွယ်လာပြပါဒီငါးလုံးကိုလည်းအချိန်ရမယ်ဆိုရင် comment မှာရေးသွားပြလို့ရပါတယ်နော်ရေးခြင်းအပြင်ကိုပို့ပြီးမှမမိမှာဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ် from James Sadikrap